ဘွားမာလီရှုပ်ထွေးမှုတွေမတိချာမရေးရတာတွေနဲ့ဂျုံလာရတဲ့အခါဘလို့ရှေ့ဆက်ရမလဲဆိုတာတော်တော်လေးစဉ်းစားရခက်တဲ့မိခုတစ်ခုတည်းပဲအဲ့တော့ဒီနေ့မှာ Jordan Peterson ရဲ့ Beyond Order စာအုပ်ထဲကအဓိကကျတဲ့အတွေးခေါ်လေးတွေကိုအတူတူကြည့်သွားကြရအောင်ပါဒီစာအုပ်ကဘယ်ကနေစတယ်လဲဆိုတော့ဘာသာတရားတော်တော်များများမှအခြေခံကြတဲ့အမှန်တရားတစ်ခုကနေစတင်ပါတယ်အဲ့ဒါကတော့ဘဝဟာဒုက္ခဆိုတဲ့အယူဆပါပဲဒါကိုကြားလိုက်ရင်စိတ်ပျက်စရာကြီးလို့ထင်ရနိုင်ပေမဲ့ Peterson ကတော့ဒါဟာ အတိပဲရှိတဲ့ဘဝတစ်ခုကိုတိဆောက်ဖို့အတွက်အရေးကြီးတဲ့အစဖြူမှတ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဟုတ်ပြီ။ဘဝဟာဒုက္ခတွေရှုပ်ထွေးမှုတွေနဲ့ပြည့်နေတယ်ဆိုရင်အဲ့ဒီကြတဲ့ကနေအတိပဲကိုဘယ်လိုလုပ်ပြီးရှာကြမလဲ။ဒီမေခွန်းကိုဖြည့်ရှင်ဖို့အတွက်ပီတာဆင်ကတိုးရနေထိုင်တဲ့ကဘာကြီးကို အခြေခံအပိုင်းအပိုင်းခွဲပြီးလေ့လာကြည့်ဖို့အကြံပြုထားပါတယ်။ဒီစောက်ရဲ့အဆိုအရတူရရဲ့ဘဝအတွေ့အကြုံ အားလုံးဟာအခြေခံနဲ့ပဲနှစ်ခုကြာကလွန်ဆက်ပွဲတစ်ခုလိုပါပဲ။တစ်ဖက်မှာတည်ငြိမ်မှုရှိပြီး တဖက်မှာတော့ကစင်ကလျားထမှုရှိနေတယ်။ကဲဒီနှစ်ခုကဘာကိုဆိုလိုတယ်လဲဆိုတာတစ်ချက်ကြည့်လိုက်ရအောင်။တည်နေမှုအော်ဒါဆိုတာက ရိုးရှင်ပါတယ်။တို့ရဲ့နေစဉ်ဘဝမှာတည်နေကြ၊ကျွမ်းနေကြနေပယ်တွေပေါ့။ဥပမာလူဖွဲ့စည်းရဲ့ဥပဒေတွေ၊ယဉ်ကျေးမှုတွေ၊ရိုးရာတလေတွေလိုမျိုးပေါ့။ဒါတွေကလုံခြုံမှုကိုပေးတယ်။ဒါပေမဲ့သူ့ရဲ့စန့်ကျင်ဘက်မှာကြတော့ကစင်ကလျားဖြစ်မှု chaos ရှိနေပြန်ရော။အဲ့ဒါကကြတော့မတိသေးတဲ့အရာတွေ။ အသစ်ဆန်းနေအန်တရီရီရောအလားအလာကောင်းတွေရောအကုန်ရောဖျောနေတယ် ਨੇ ပဲကြီးတစ်ခုပေါ့တကယ်တော့ဒီ EU စာရင်ကအစ်တအဆန်းကြီးတော့မဟုတ်ပါဘူးရှင်းဟောင်းတန်တရားကြီးဒီမှာကိုဒီအင်အားစုရဲ့ကိုပုံဖော်ထားပြတာပါဥပမာနဲ့တင်းငိမ်မှုကိုဆိုရင်ပညာရှိဘီယင်ကြီး wise queen အဖြစ်ကိုစားဖြူပေးကစင်ကရဖြူမှုကိုတော့ကြောက်စရာကောင်းပေမဲ့အလားအလာအစ်တတွေတဲ့ဆောင်းလာနိုင်တဲ့ Nagari Dragon of Chaos အဖြစ်ဖော်ပြလေးရှိကြပါလေ။နောက်ပြီးစိတ်ဝင်စားစရာကောင်းတာတစ်ခုက စိတ်ကျမ်းမာရေးဟာကိုဦးနှောက်ထဲမှာပဲမူတည်နေတာမဟုတ်ဘူးလို့ဒီစာအုပ်ကဆိုပါတယ်။တို့တွေဟာပဝင်းကျင်ကလူတွေနဲ့အပြန်အလှန်ဆက်ဆံပြီးသူတို့စီကနေဘယ်လိုတွေးခေါ်ရမလဲ၊ဘယ်လိုပြုမူရမလဲဆိုတာကိုအမြဲတမ်းသင်ယူနေရတာပါ။ဒါကိုစိတ်ကျမ်းမာရေးကိုအပြင်မှာအနှံချင်း outsourcing sanity လို့ခေါ်နိုင်ပါတယ်။ကဲတည်ငြိမ်မှုနဲ့ကစင်ခင်ရလာချင်းမုန်းခုလုံးကလိုအပ်တဲ့ဆိုရင်တော့တခုခုကလွန်ခဲ့သွားတဲ့အခါဘာဖြစ်လာနိုင်မလဲဒါအစားအုံးမှအဓိကထောက်ပြထားတဲ့ပြဿနာပါပဲ ဲ့ဒါကတော့အဆုံးရောက်ချင်းရဲ့အန်ဒရေးပါတကယ်လို့တည်ငြိမ်မှုအရန်လွန်ကဲသွားရင်အရာအလုံးကတင်ချက်လွန်ပြီးဖိနှိပ်ချုပ်ချယ်မှု tyranny နဲ့တိုးတက်မှုရပ်တန့်ခြင်း stagnation ကိုဖြစ်စေနိုင်ပါတယ်အဲ့ဒီလိုပဲကဖက်မှာကစင်းတလျားဖြစ်မှုလွန်ကဲသွားပြန်ရင်လည်းဘဝကအတိတ်ပဲမဖြစ်လာပြီးမျောလင့်ချက်ကင်းမဲ့ခြင်း nihilism နဲ့စိတ်တက်ကြခြင်း despair ကိုဦးတည်သွားနိုင်ပါတယ်ဒီနေရာမှာပီတာဆန်ကအလျင်းနဲ့တတိပေးချတာတခုရှိပါတယ်။ယင်ကြီးမှုကိုအတိမဲ့စွာဖျက်ဆီးတဲ့အခါ မိစ္ဆာတွေပေါ်ထွက်လာလိမ့်မယ်တဲ့ဆိုလိုတာကတို့တွေကိုထိန်းချောင်းပေးထားတဲ့လူမှုဖွဲ့စည်းပုံတွေဒလစ်ထုံးတန်းတွေကိုတိခါမစင်းစားပဲလွယ်လွယ်နဲ့ဖျက်ဆီးလိုက်ရဲအဲ့ဒီနေရာမှာပိုကောင်းတဲ့အရာအစားပိုဆိုးတဲ့အရာတွေဝင်လာနိုင်တယ်ဆိုတာပါပဲဒီတင်းငိမ်မှုလွန်ကဲသွားတဲ့အခါဟာပေါ်လာတဲ့အန်ဒီအကြီးဆုံးပုံစံတစ်ခုကတော့ ideology လို့ခေါ်တဲ့သဘောတရားကြီးပဲဆိုလိုတာကဘာကြီးရဲ့ရှုံချွေးပွဲလီလာရဲ့ပြဿနာအကုန်လုံးကိုရိုးရိုးရှင်းရှင်းအဖြေတစ်ခုတည်းနဲ့ဖြေရှင်းလို့ရတယ်ဆိုပြီး တရားသေးဆွဲကြိုက်ထားတဲ့စနစ်မျိုးပေါ့အဲဒီလိုအယူအဆတွေကလူတွေကိုငါတို့မှာဖြေးမနာရုံရှိတယ်ဆိုပြီးထင်းရောက်ထင်းမဖြစ်စေတယ်နောက်ဆုံးမှာတော့ကိုနဲ့မတူတဲ့တခြားအမြင်ကြီးကိုလုံးဝလက်မခံနိုင်တော့တဲ့အခြေအနေမျိုးကိုတွန်းပို့လိုက်တာပါပဲဒီလိုဆိုရင်တည်ငြိမ်မှုနဲ့ကစင့်ကလျာဖြစ်မှုကြာကဟန်ချက်ညီတဲ့လမ်းကိုဘယ်လိုရှာမလဲစောက်ကအဆူဖြူထားတဲ့အဖြေကတော့ယူရှင်းပါတယ်အဲ့ဒါကတော့ကြာဝင်ယူမှုဆိုတဲ့အတေကမှုကိုလက်ခံခြင်းသုံးဖို့ပါပဲ။စာအုပ်ထဲကအဓိကစကားတစ်ခုမှာတော့ တာဝန်ယူမှုကိုဆွတ်လွတ်ထားတဲ့နေရာမှာ အခွင့်အလမ်းလေးပုံအောင်နေတယ်ဆိုတာတတိပြုပါတဲ့။ဒါကပါကိုဆိုလိုတယ်လဲဆိုတော့လူတိုင်းကရှောင်ဖယ်နေတဲ့ပြဿနာတွေဘယ်သူမှမလွတ်ချင်တဲ့အလုပ်တွေထဲမှာပဲတိုးတက်မှုအတွက်အကြီးမားဆုံးအခွင့်အလမ်းတွေရှိနေတတ်တယ်ဆိုတာပါပဲ။ဒီအယိုဆောင်းကိုပိုးပြီးမြင်သားတော့ဆောင်းထက်ကဇလန်းလေးတပုတ်ကိုမျှော်ဝေခြင်းပါတယ်။စားတော့ဆိုင်ဒီဇိုင်းမှာအောက်ခြေသိမ်းအလုပ်ကိုလုပ်ရင်ကိုဘွားကိုစိတ်ပြတ်အဆုံးမြင်နေတဲ့လူငယ်တယောက်ရဲ့အကြောင်းပါ။ သူဟာအမြဲတမ်းမကြေမနပ်ညှဉ်းညူနေမဲ့အစာတနေ့မှာဆုံးဖြတ်ချက်တစ်ခုကိုပြက်ပြက်သားသားချလိုက်တယ်။အဲ့ဒါကတော့သူ့ကိုယ်သူအစဖြူသူတယောက်အဖြစ်လက်ခံမယ်။ပြီးတော့သူ့ကိုယ်ပြည့်ရတဲ့တောင်းဝင်တိုင်းကိုတက်နိုင်တဲ့လောက်အကောင်းဆုံးဖြစ်အောင်လော့ဆောင်မယ်ဆိုတာပါပဲ။ဒီလိုစိတ်တက်လေးတစ်ခုပြောင်းလိုက်တာနဲ့သူ့ဘဝမှာအအောင်ဆရာကောင်းတဲ့အပြောင်းလဲတွေစက်တိုက်ဖြစ်လာပါတယ်။ သူဟာစားထိုးလို့မရတဲ့ဝန်ထမ်းကောင်းတယောက်ဖြစ်လာတယ်။လွတ်ဖော်ကိုင်ဖက်တီရောအထက်လူကြီးတွေပါသူ့ကိုလေးစားလာပြီးအခွင့်အလမ်းတက်တဲ့အတွက်တကားတွေသူ့လိုလိုပွင့်လာခဲ့ပါတယ်။ဒီဇာလန်လေးကဆောင်းရဲ့အဓိကအချက်ကိုကွက်ကွက်ကွင်းကွင်းတက်တဲ့ပြနေတာပါပဲ။အဲ့ဒါကတော့မတီးသေးတဲ့ယာရီစင်ခေါ်မှုလေကိုစေရနာအရောက်ရင်ဆိုင်လိုက်ခြင်းဟာစစ်ပိုင်းဆိုင်ရာကုထုံးတစ်ခုလိုဖြစ်ပြီးကိုပိုင်တိုးတက်မှုနဲ့အဒီပေရှိတဲ့ဘဝရဲ့အရင်းမြစ်ဖြစ်တဲ့ဆိုတာပါပဲ။တဲ့နောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ ဒီလန်ချောင်းရဲ့အန်တီပပန်တန်ကဘာလဲဆိုတော့ကိုဆက်ပြီးကြည့်လိုက်ကြရအောင်ပါဘီတဲဆန်ကဒီလိုပြောထားပါတယ်ဘိုးဝါမတကယ်အရာတစ်ခုကိုရဖို့အတွက်ကို့မှာရှိတဲ့ဖြစ်နိုင်ခြင်းမျိုးစုံထက်ကတချို့ကိုဆက်တည်ရမယ်တခုခုကိုရည်မှန်းပါတဲ့ဆိုလိုရာကဒူရီယာအရာရာတိုင်းကိုလုံးနိုင်မှာမဟုတ်ပါဘူးတကယ်တန်ဖိုးရှိတဲ့အရာတစ်ခုကိုဖန်တီးဖို့အတွက်တခုခုကိုရွေးချယ်ပြီးအာယုံစိုက်ဖို့လိုအပ်တဲ့ဆိုတဲ့သဘောပါပဲဒါဆိုဘာကိုရည်မှန်းရမလဲ ။စောက်ကအစာမျက်ဆုံးရည်မှန်းချက် transcendent goal တစ်ခုကိုချောင်းဟောအကြံပြုထားပါတယ်။ဒါဟာကိုယ့်ရဲ့အတွင်းစိတ်ထဲမှာကွဲလွဲနေတဲ့စံသားတွေခံစားချက်တွေအလုံးကိုစူးစီးပေးနိုင်ပြီးဘဝကိုဥတီချက်တစ်ခုတည်းပေးနိုင်လောက်အောင်မြင့်မားတဲ့ရည်မှန်းချက်မျိုးကိုဆိုလိုတာပါ။ဒါအရန်ချီကျဲလုံးနဲ့လို့ထင်ခိုင်းနိုင်ပြီမဲ့စောက်ထဲမှာလက်တွေ့ကြကြစတင်လို့ရမယ်နီလန်းလီလီပြေးထားပါဗျ။ဥပမာကိုလုံးနေရဲ့အလုပ်တစ်ခုခုကိုအစွမ်းကုန်စူးစမ်းလုပ်ချီတာမျိုး ကိုအင်ကအခန်းတခန်းကိုတတ်နိုင်သလောက်တန့်ရှင်းလာပအောင်ပြင်ဆင်တာမျိုးပြီးတော့အစွန်းရောက်တဘောတရားရည်ကြီးကိုဆွတ်လွတ်လိုက်တာမျိုးပေါ့ဒီလိုမျိုးမြင့်မြတ်တဲ့ရင်မှန်းချက်တစ်ခုကိုအာယုံဆိုင်လိုက်တဲ့အခါလူတယောက်ဟာကိုရဲ့အတွင်းစိတ်ကိုစူးစီးညီညွတ်စေရုံတင်မဟုတ်တော့ဘဲကိုပဝင်းချင်းကရှုထွေးမှုတွေကိုပါနေထိုင်လို့ကောင်းတဲ့တည်ငြိမ်မှုအခြေပြောင်းလဲနိုင်စွမ်းရှိလာတယ်လို့ဆိုပါတယ်ဒါဟာကိုယ်တိုင်အတွက်ရောကမ္ဘာကြီးအတွက်ပါတံမိုးဖန်တီးခြင်းပါပဲဒါကြောင့်မို့လို့နောက်ဆုံးမှာစာအုပ်ကစဉ်းစားစရာမိခွန်းတစ်ခုနဲ့ခြံခါခဲ့ပါတယ် ူများရဲ့လက်ထဲကရုပ်တိရုပ်တရုပ်အဖြစ်ကနေရပ်တန့်ပြီးကို့ဘဝကိုကိုလိုက်ဦးဆောင်ဖို့ဘယ်လိုကျေရတာကိုမျှော်မှန်းပြီးဆုတောင်းကြမလဲဆိုလာပါပဲ။